Okay, good evening, everyone. Okay, today I will be speaking in Burmese uh, because today is uh, Wednesday, so this is uh, for Burmese uh, I mean language. Um, I will be because I w- last week I was not feeling well, so um, I will be speaking. I will be doing the analysis weekly one again on Monday and uh, Wednesday. Okay, so uh, normally we'll be on Monday and Wednesday, right? So today is Wednesday, so today I will be speaking uh in Burmese all right ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ okay ကျွန်တော်တို့ဒီတစ်ပတ်ကို analysis ကိုဆက်လိုက်အောင် okay ဒီဒီ okay ဒီတစ်ပတ်မှာကျွန်တော်တို့ဘာတွေပထမဆုံးအနေနဲ့ဘာတွေရှိတယ် market ဘာတွေဖြစ်နေလဲဆိုတော့ကျွန်တော်နည်းနည်းလေးပြောခြင်းတယ်ဘာလို့လဲဆိုတော့အဲ့ဒီဟာတွေကိုကိုကကြိုသိထားတော့ဘာလာလောက်မယ် you know ဘယ်လို information တွေလာလောက်တယ်ဆိုတော့ကြိုသိထားပြင်ကိုက prepare လုပ်လို့ရတယ် okay အဲ့တော့ဒီတစ်ပတ်မှာဘာ news တွေလာမယ်ဘာတွေ impact တွေရှိနိုင်တယ်ဆိုတော့ကျွန်တော်တစ်ချက်ပြောခြင်းတယ် okay because market ကအဲ့ဒီပေါ်မူတည်ပြီးတော့အာ move လုပ်မှာ okay အဲ့တော့ကျွန်တော်ဒီနေ့အာဗုဒ္ဓဟူးနေ့ဖြစ်တယ် okay အဲ့တော့ကျွန်တော်ဒီနေ့ဗုဒ္ဓဟူးနေ့ညနေပေါ့နော်မနေ့ပြန်မနေ့အစောကြီးမှာကျွန်တော်တို့ဒီ FOMC meeting minutes ဆိုရှိတယ် okay အဲ့ကောင်ကအအဓိကတော့ဒါဒီ debate အတွက်အာ number 1 most important item လို့ပြောလို့ရတယ် okay ဒီ debate တော့ကအရန်အရေးကြီးတဲ့အာ minutes ဖြစ်တယ် โอเคအဲ့တော့ဒီကောင်အရေးကြီးတယ် all right ဒီကောင်ရှိတယ်နောက်တစ်ခုကနောက်တစ်ခုကပြီးတော့ဒါကျွန်တော်ဒါကျွန်တော်ပြီးတော့ကျွန်တော်နည်းနည်းအကျယ်တပွင့်နည်းနည်းဆက်သွားလိုက်မယ်เนาะပြီးတော့နောက်တစ်ခုကဘာရှိသေးလဲဆိုတော့ကျွန်တော်ဒီတောက်ကြန်နေကြရင်ကျွန်တော် PCE data ဆိုတာလည်းရှိသေးတယ်โอเคအာ PCE ကလည်းထုံးစံတိုင်းပဲအဲ့ကောင်လည်းအရေးကြီးတယ်โอเค PCE data ဆိုတာရှိတယ်အာအဲ့ကောင်ကလည်းအရေးကြီးတယ်โอเคခဏเนาะကျွန်တော်တစ်ချက်လေးတခုကြည့်ကျွန်တော်ပါโอเค all right data โอเคရပြီ โอเค PC data ဆိုတာရှိတယ်အဲ့ PC data ကလည်းအရေးကြီးတယ် PC data ကကျွန်တော်တို့အာ inflation ကိုတိုင်းတဲ့တိုင်းတဲ့ info data တခုပဲအဲ့တော့အဲ့ကောင်အရေးကြီးတယ်โอเคအဲ့တော့ဒီတစ်ပတ်မှာဒီနှစ်ခုอ่ะအရေးကြီးတယ်ကျွန်တော်တို့ဒီနေ့ညဟာရဲ့ဒီနေ့ညနောက်နေ့မနေ့စောကြီးစင်ငူချိန်နှစ်နာရီပေါ့เนาะစင်ငူချိန်နှစ်နာရီဆိုရင်ကျွန်တော်တို့အာမြန်မာပြည်ချိန်12:30ပေါ့เนาะ7နာရီခွဲပေါ့ညနေ7နာရီခွဲလောက်မှာရှိမယ်နောက်တစ်ခုကတော့ဒီ PC data เนาะဒီကောင်ကအရေးကြီးတယ်အဲ့တော့ကျွန်တော်ဒီပထမကောင်အရင်ဆုံးတွားလိုက်အောင်เนาะ ပထမကဘာရှိလဲဆိုဒီကောင်တွေကကျွန်တော်တို့ဒီဟိုပေါ့ FOMC meeting minutes okay FOMC meeting minutes ကသူတို့ကဘာကိုပြောတာလဲဆိုတော့ပြီးခဲ့တဲ့အာပြီးခဲ့တဲ့ news က sorry ပြီးခဲ့တဲ့ meeting ကပေါ့နော်သူတို့ဘာတွေပြောခဲ့တယ်အာဘာတွေဆွေးနွေးခဲ့တယ်ဆိုတာကိုသူတို့ကပြောတာဖြစ်တယ်ဒီ meeting minutes ပေါ့နော်သူတို့ရဲ့ recording ကိုပြန်ပြီးတော့ပြတာဖြစ်တယ်ဘာလို့လဲဆိုတော့အဲ့ဒီ recording ကိုပြန်ပြီးကြည့်ခြင်းအပြင်နော် recording ကိုကြည့်ခြင်းအပြင်သူတို့ ဘာတွေရှေ့ဆက်ပြီးတော့လုပ်မယ်ဆိုတော့ဟို trader တွေကမှန်းမှန်းတာပေါ့နော်အဲ့အဲ့လိုမျိုးလုပ်တာဖြစ်တယ်အဲ့တော့ဟုတ်ပြီကျွန်တော်ဒီမှာတစ်ခုပြချင်တာကပြီးခဲ့တဲ့ meeting နေမှာဒီကောင်တွေဘာတွေအာပြောခဲ့လဲဆိုတော့ဒီကောင်တွေပြီးခဲ့တဲ့ meeting နေမှာသူတို့ကဘာကိုဘာကိုအဓိကအဖြစ်ကြည့်နေတာလဲဆိုတော့အဓိကဒီကောင်တွေကနော် PD ခုနကကျွန်တော်ပြောဆို PCE ဆိုတာကိုဒီကောင်တွေကြည့်တယ်အာ CPI နဲ့ PCE ပေါ့နော်ဒါဒီအဲ inflation data ကိုဒီကောင်တွေကြည့်တယ်နောက်တစ်ခုကတော့ဒီကောင် unemployment rate ဆိုတာဒီကောင်တွေကြည့်တယ် actually federal reserve က data တွေ data တွေအများကြီးတော့ကြည့်တယ်ဒါပေမဲ့အဲ့ data နှစ်ခုကိုအကြည့်ဆုံးပဲเนาะ and employment rate ကနောက်တစ်ခုက inflation နဲ့ပတ်သက်တဲ့ information โอเคအဲ့တော့သူတို့ကဘာကိုသူတို့ကမှန်းနေတာလဲဆိုတော့ဒီ US ကအမ်သူတို့ဘောเนาะ US ကိုသူတို့ကဒီ economy economy ကိုအရင်ကြီးကိုဟိုပါပေါ့အာ projection project economy ကို projection လုပ်ပြီးတော့သူတို့က economy ကိုအရင်ဟိုမပြတ်အောင်ပေါ့เนาะသူတို့ကဟိုကြိုးပြီးမှန်းပြီးထိန်းတဲ့သဘောမှာရှိတယ် โอเคအဲ့တော့သူတို့ရဲ့ plan ကဘာကိုပြောအလုပ်လေးရှိလဲဆိုဒီကောင်တဲ့ဒီ unemployment rate ပေါ့เนาะအလုပ်လက်မဲ့နှုန်းကိုဒီကောင်တဲ့400ခိုင်နှုန်းပတ်ချလဲမှာဒီကောင်တဲ့ကအာအဲ့လောက်မှာပဲဒီကောင်တဲ့လုတ်ဖို့ထားဖို့ဒီကောင်တဲ့ကဟွာဟွာလုတ်တယ်အာ plan လုတ်ထားတယ် um ပထမတော့ဘယ်လိုလုပ်လဲရှိလဲဆိုတော့ unemployment rate เนาะ unemployment rate တွေမြင့်လာတယ်အလုပ်လက်မဲ့နှုန်းတွေများလာပြီဆိုရင်အလုပ်လက်မဲ့နှုန်းတွေများလာပြီဆိုရင်ဒီကောင် unemployment rate เนาะအလုပ်လက်မဲ့နှုန်းတွေများလာပြီဆိုဒီကောင်เนี่ยဘာဘာလုပ်လို့ရှိလဲဆိုတော့ဒီကောင် economy ဒီကောင်เนี่ย simulate လုပ်တယ်အာဘယ်လိုမျိုး simulate လုပ်လဲတော့ဒီကောင်အလွယ်ဆုံးပြောရမယ်ဆိုတော့ rate ချတာပေါ့နော် rate ကို cut လုပ်တယ် okay rate cut rate ကို cut လုပ်ချင်အပြင်ဒီ economy ထဲမှာပတ်စံတွေပို့ပြီးရောက်သွားအောင် နော်အဲ့လိုမျိုးဟိုပေါ့ပေါ့ simulate လုပ်ပြီးတော့ဒီကောင်က economy ကိုပို့ပြီးတော့တက်လာအောင်ဒီကောင်နဲ့လုပ်လို့ရှိတယ်โอเคအဲ့ဒီကောင်နဲ့ employment rate ကိုကြည့်တယ်ဒါမဲ့အဲ့ break cut လုပ်ခြင်းရဲ့ပြဿနာလဲဘာလဲဆိုတော့ဒီကောင်နဲ့ဟိုလေနဲ့နှစ်ဖက်နင်းထားတယ်လို့ပေါ့နော် break cut လုပ်ခြင်းပြဿနာဘာလဲဆို break cut အရင်လုပ်လိုက်ရင်ဒီကောင်နဲ့ဘာဖြစ်သွားလိမ့်ရှိလို့ဆို inflation တက်လာတတ်တယ်အဲ့တော့ inflation တက်လာရင်ခုနပြောသလိုဟိုပါဘောနော်ကုန်စည်နှုန်းတွေတက်လာတာပေါ့အဲ့တော့အဲ့ဒီကုန်စည်နှုန်းတွေကိုလေဒီကောင်ကထိန်းထားခြင်းတယ်အဲ့တော့ဒီကောင်ကအဲ့ဒီဒီ unemployment rate နဲ့ ဒီ inflation တွေကိုဒီကောင်တွေကထိန်းထားတဲ့သဘောရှိတယ်။အဲ့တော့ဒီကောင် unemployment rate ကိုဒီကောင်4%လောက်မှပတ်ချလဲမှဒီကောင်တွေကြီးတယ်။ပြီးတော့ inflation မှာကျတော့ဒီကောင်တွေ2%ပတ်ချလဲလောက်မှဒီကောင်တွေကြီးနေတာ။အဲ့လောက်ဆိုတာဒီကောင်တွေရဲ့ target ပဲ။ Okay ဒါဒီကောင်တွေအဲ့ဟာနှစ်ခုဒီကောင်တွေထိန်းပြီးတော့ဒီကောင်တွေကစားနေတာ။ โอเคအဲ့ဒီတော့โอเคအခုလောလောဆယ်ကဘာတွေဖြစ်လာပြီလဲဆိုတော့ဒီ unemployment rate ကလည်းဟိုအရင်ဟိုဆိုးဆိုးဝါးဝါးအချိန်ဒီမှာမရှိဘူးဒီကောင်တွေ4 point something ပတ်ချလဲလောက်ပဲရှိဟိုအရင်တော့ဆို5တွေ6တွေမှာတော့ရှိဘူးတယ်ဗျာတပေါ်နော် unemployment rate ကလည်းဟိုဟိုအများကြီးဒုက္ခမရောက်ဘူးပြီးတော့နောက်တစ်ခုက inflation လည်းအများကြီးဒုက္ခမရောက်ဘူးဖြစ်နေတယ်โอเคအဲ့တော့ဒီကောင်တွေက rate ကို cut လုပ်မယ်ဆိုလဲ cut လုပ်လို့ရတယ်မ cut မလုပ်ဘူးဆိုလဲမလုပ်လို့ရတယ်ဆိုတဲ့အခြေအနေမှာရှိတယ် โอเคအဲ့တော့အဲ့ကြောင့်ဒီကောင်တွေကအဲ့ဒီ information ကြောင့်ဒီ market ကဒီဒီကောင်တွေဒီကောင်တွေဘာလုပ်နေလဲဆိုတော့စောင့်ကြည့်နေတာဖြစ်တယ်โอเคရေဘူးအားဖြင့်တော့ဒါကျွန်တော်တခုပြခြင်းနဲ့ရေဘူးအားဖြင့်ဒီကောင်တွေအခုလောလောဆယ်เนาะကျွန်တော်ဒီ website ကိုတုံးပါတယ်ကျွန်တော်ဒီ trading economics ဆိုကျွန်တော်ပြီးရင်ကျွန်တော်ရဲ့ YouTube link မှာလည်းတင်ထားပေးပါမယ်โอเคအဲ့ဟိုเนาะ user id free free ဝင်ပြီးတော့ကြည့်လို့ရပါတယ်โอเค အဲ့တော့ဒီကောင်เนี่ยဘာကိုကြည့်လိရှိလဲဆိုတော့ဒီကောင်เนี่ยဒီ interest rate ကအခုလောလောဆယ်ဒီကောင်เนี่ย4.5မှာရှိပါတယ်โอเค4.5မှာရှိတာကိုအမှန်မှန်တော့ပြောရမယ်ဆိုရင်ဒီကောင်လေး cut လုပ်တင်နေပြီเนาะတခြားနိုင်ငံတွေက cut လုပ်တာမှာ၄၅၄၅ဃာတွေ cut လုပ်နေပြီကျွန်တော်ထင်တာဒီကောင်နေပြီးခဲ့နှစ်နှစ်အတွင်းမှာ3လ3ဃာလောက်ပဲ cut လုပ်ရသေးတယ်အဲ့တော့တဘောကဒီဒီ interest rate cut လုပ်တဲ့ အဲအထဲမှာဗောနော်အာ US ကဟိုဘယ်လိုခေါ်မလဲအနောက်ကြဆုံးအာအတွန်းအတွန်းဆုံးလိုမျိုးဖြစ်နေတယ် โอเคအဲ့ဒီတော့ဒီကောင်တွေကဒီ interest rate ကအခု4.5ရှိတယ်เนาะသူကတဖြည်းဖြည်းနဲ့တော့ဒီ2025မှာအာ3.9အ3လောက်ပတ်ချလောက်လောက်ကိုတောင်းသွားမယ်ဆိုတဲ့ဘောတဘောကတော့ဘာကိုပြောချင်တာဆိုအခုက4.5เนาะ4.5ဆိုတော့2025အကုန်မှာ4.3.9ဆို4ပဲထားပါတော့เนาะအဲ့တော့ဒီကောင်တွေ interest rate ကိုဒီကောင်တွေ0.5လောက် cut လုပ်မယ်လို့ဒီကောင်တွေမှန်းထားတာဖြစ်တယ်โอเคအဲ့တော့ ဒီဟာကိုဒီ projection ကိုဒီကောင်နေပြင်လားမပြင်လားဆိုတော့ကျွန်တော်ဒီနေ့ညထွက်တဲ့ data မှာကြည့်ရမယ်။ Okay ကျွန်တော်ပြောပြီးနော်အခုလောစရ4.5ရှိတယ်။ဒီကောင်နေရဲ့ဟိုပါဘောနော်ဒီကောင်နေရဲ့အာပြီးခဲ့တဲ့ပြီးခဲ့တဲ့2လဘက်ကနော်2လဘက်ကဒီကောင်နေတွက်ထားတာအရာတော့၄ရာခိုင်နှုန်းလောက်ထိ2025မှာတောင်းမယ်လို့တွက်ထားတယ်။အဲ့တော့သူက different ကဒီကောင်နေ0.5ရှိတယ်။အဲ့တော့ဟို0.5ကိုတစ်ခါတည်း cut လုပ်သည်ဖြစ်စေ0.25ကိုနှစ်ခါပေါ့နော်နှစ်ခါခွဲသည်ဖြစ်စေပေါ့။အဲ့တော့ဒီကောင်နေအဲ့လိုမျိုး projection လုပ်ထားပြီးသား ဲ့တော့ဒီနေ့ညထွက်တဲ့ meeting minute ကိုကျွန်တော်ပြန်ကြည့်ဖို့လိုတယ်โอเคအဲ့ဒီတော့အကယ်၍များအကယ်၍များသူတို့ရဲ့ meeting minute မှာเนาะအကယ်သူတို့ရဲ့ meeting minute မှာ rate card လုတ်ဖို့တိတ်ပြီးတော့ဟိုတိတ်ပြီးတော့အမ်အော်အာမပေးတာတော့နည်းနည်းတစ်ခုခုနေမြန်မာပြင်လိုက်ခဲ့တယ်ဆိုရင် market ကြီးอ่ะเนาะကျွန်တော်ခုနပြောတော့ဒီ market ကြီးကျသွားပြီးတော့ US ဒေါ်လာပြန်တက်လာနိုင်တယ်โอเคအဲ့ဒီတစ်ချက်ကိုသတိထားပါအဲ့ကြောင့်ကျွန်တော်ဒီနေ့ဒီတရက်နေ့ရဲ့ market move ဖြစ်နေတာကိုအရင်ကြီးတော့ဂယူမဆိုင်နဲ့အာဟိုလူကျွန်တော် trader တွေကအဲ့ဟောက်တီးဖို့လိုတယ်နော်ဥပမာပြရွှေဆိုပြတက်လိုက်ကြလိုက်ကျွန်တော်ပြောတာမှန်တယ်တက်တာကြတာမှန်တယ်ဟိုဒါပေမဲ့တခုခုလောက်လေးထွက်လာလိုက်တာ ਨੇ ဟိုကိုဟိုတွက်ထားတာရေလုံးဝပြောင်းနေဖြစ်သွားတတ်တယ်နော်အဲ့လေးတစ်ချက်သတိထားပါ market ကဟို govern by ဒီလိုမျိုး information တွေ govern information တွေထိန်းထားတာဖြစ်ပါတယ် okay အဲ့တော့ကျွန်တော်ပြောမယ်ဆိုဒီတစ်ပတ်လုံးမှာအရေးကြီးဆုံးကဒီကောင်းပဲဒီညနှစ်နာရီထွက်မှကောင်းပဲ โอเคနောက်တစ်ခုရေးကြည့်တာကျွန်တော်တို့တောက်ကြန်နေမှာထွက်မယ်အာကျွန်တော် CPE data ပဲအဲ့နှစ်ခုပဲโอเคအဲ့တော့ဒီရွှေဆိုပြဥပမာတက်တက်မယ်လို့တွက်ထားတာကျမယ်လို့တွက်ထားတာဒီကောင်ကြီးကတစ်ခုခုကမောက်ကမောက်လုံးလိုက်ရင်အဲ့ကောင် impact ဖြစ်မှာပဲเนาะအဲ့လေတစ်ချက်သတိထားပါโอเค all right โอเคဟုတ်ပြီကျွန်တော်အဲ့တော့ဒီကျွန်တော် news လာမဲ့ဟာကိုကျွန်တော်ပြောပြီးပြီကျွန်တော်နည်းနည်း individual items တွေတစ်ချက်သွားလိုက်အောင်โอเคကျွန်တော်ဒီနေ့ကိုစပြောတော့ဟာပေါ့ အဲ့တချက်လေးတွားကျင်တာ British Pound လို့ပါတယ်တချက်တွားကျင်တယ်။ Okay British Pound လို့ပါလို့ဆိုရင်ဒါကျွန်တော်တို့မနေရဆိုရင်အာ market ကြီးอ่ะเนาะမနေရဆိုဒီဒီကျွန်တော်ဒီကောင်တက်နေတာနှစ်ပတ်လောက်ရှိပြီ။အာဒီကျွန်တော်ဒီဟိုမေလာဇန်နဲ့ကောတက်နေတာနှစ်ပတ်လောက်ရှိပြီဒီကောင်အခုမနေရဆိုလုံးဝเนาะ bearish candle ကြီးတချက်အာတချက်ဟိုပေါ်လာပြီးတော့ဟိုပေါ့เนาะကန့်လန့်ကန်ကြီးလို့ပြုတ်သွားပြီးတော့ market အခုလုံးလေးဆင်းနေ။အဲ့တော့ကျွန်တော်အမြင်ရတာဒီလိုမျိုးเนาะ individual candle ကဆင်းတဲ့အတွက်ကျွန်တော်ထင်တာတော့ဒီကောင်တွေ support level လောက်ထိတော့သွားမယ်လို့ကျွန်တော်မြင်တယ်။ အဲ့ဒီတော့ကိုကအခုလောလောဆယ်ဝယ်တာအခုလောလောဆယ်ဝယ်ဖို့တော့ကျွန်တော်တိအရန် unpacking ဟိုဝယ်ခြင်းနဲ့ဆိုရင်ဥပမာအဖြစ်ကျွန်တော်တို့နော်ဟို bullish candle လို့မျိုးနော်အပြရောင် candle လေးဟိုတနေ့တော့ပေါ်လာတဲ့အထိစောင့်ပြီးတော့မှဝယ်သိနေလို့ကျွန်တော်မြင်တယ်။ Okay အခုလောလောဆယ်ကတော့ခုလောဆယ်အနီရောင် candle လေးပေါ်နေတဲ့အစင်း candle လေးပေါ်နေတဲ့အထိတော့အတွက်ဖြစ်တဲ့အတွက်ကျွန်တော်တို့ support တွေလို့မျိုးကိုတွားမယ်လို့ကျွန်တော်ထင်တယ်။ โอเคအဲ့တော့ကျွန်တော်တို့သိပြီးတော့အရင်ဝယ်တဲ့အာဟိုဟိုရောင်းတဲ့ဘက်ကိုအခု immediate time တော့အာမပေးခြင်းဘူးဝယ်ခြင်းလည်းဆိုအဲ့ခုနအာဝါလေးလာတယ်ဒီဆောင်းပါเนาะအာ bullish candle လေးလာတယ်ဒီဆောင်းပါ euro လည်းအဲ့လိုပါပဲโอเคဒီကျွန်တော်တို့ဒီဟိုဟာ British pound euro ပေါ့เนาะအဲ့ကောင်ဒီမှာအဲ့ကောင်ဒီမှာကျွန်တော်ကတော့ euro ကပို့ပြီးတော့အာပို့ပြီးတော့အချိန်နေပို့ဆိုးတယ်လို့ကျွန်တော်ထင်တယ် โอเคအရင်လူကအချင်းတွေပို့ဆိုးတယ်လို့ပို့ထင်းတယ်ဘာကြောင့်လဲလို့ကျွန်တော်တခုပြမယ်โอเคဒါတို့ news ပေါ့เนาะ news မှာအဓိကအရေးကြီးဆုံးက3 star news ကအရေးကြီးဆုံးပေါ့เนาะဟုတ်ပြီအာကျွန်တော်တခါကြတယ်2 star news ဆိုတစ်ချက်ကြည့်ရတယ်โอเคပုံအဖြစ်ဒီနေ့ထွက်သွားတဲ့ news တွေထဲမှာဒီနေ့ star 2 star news တွေမှာဘာထွက်သွားလဲဆိုတော့ကျွန်တော်ညနေ3:50လောက်ကโอเค ီမှာကျွန်တော်တို့ဒီ German Germany ရဲ့ပေါ့နော် German နိုင်ငံရဲ့အဲဒီကောင်တဲ့ employment rate တွေကိုတစ်ချက်ကြည့်လိုက်မယ်ဆိုရင်တူတာဒီကောင်တဲ့တဖြည်းဖြည်းနဲ့တက်လာတာကိုသတိထားမိလိမ့်မယ် Okay um ဟိုပါအရင်တော့ဆိုရင်ဟိုလောက်ရှိရဲ29 uh 2.932 or 2.932တန်းရှိတယ်အလုံးလက်မဲ့ဦးရေအခုလောလောဆယ်2.963တန်းဖြစ်လာပြီ အဲ့တော့ဒီ data တွေကဘာကိုပြအနေလဲဆိုတော့သူတို့စီမှာအလုပ်လက်မဲ့ဥယျာဉ်နည်းနည်းများလာတယ်ဆိုတော့ပြတယ်အလုပ်လက်မဲ့ဥယျာဉ်များတယ်ဆိုတော့ဒါကျွန်တော်တို့ဟိုဒဲ့ဟောပေါ့နော်ဘာသာပြန်မယ်ဆိုတော့ဒါစီဝေးတိတ်မကောင်းဘူးဆိုတော့ပြောတာဖြစ်တယ်โอเคအဲ့တော့အဲအကြောင်းကျွန်တော်တို့ဒီ euro တို့ဘာတို့ကအာပို့ပြီးတော့ဟောပေါ့နော် bearish impact ကို bearish impact ကိုဖြစ်နိုင်မယ်လို့ကျွန်တော်ထင်တယ်โอเคအဲ့တော့အကယ်၍ storm ဒီ US dollar ကို attack ကိုကွာအားပေးမယ်ပေါ့နော်အဲ့လိုဆိုရင်အဲ့လိုမျိုးကျွန်တော်တို့ဥပမာဖြင့် british pound US dollar ရှိမယ်နော် နောက်တစ်ခုက euro us dollar ရှိမယ်နောက်တစ်ခြားဟာရှိမယ်ဗျာ or zero new zealand တို့เนาะအဲ့ထဲမှာကျွန်တော်တို့ဟိုအယောင်ဘက်ကိုသွားခြင်းငယ်ဆိုရင်တော့ကျွန်တော်တို့ euro ပို့ပြီးအားပေးဆုံးပဲเนาะအဲ့ကောင်လေးတစ်ချက်လေးတတိထားပေးပါโอเคကျွန်တော်တို့ euro စင်းမယ်စင်းရမယ်ဆိုရင် euro ကစင်းမှုပုံများတယ်ကျွန်တော်မြင်โอเคနောက်တစ်ခု or zero နဲ့ new zealand or zero နဲ့ new zealand ကတော့အမ်ဘာပေါ်တော့ဒီကောင်နဲ့ဒီ ဒီလိုမျိုးအာဒီကောင်တွေကဘာကိုလုပ်လိုက်လဲဆိုတော့ဒါတစ်ချက်ကြာเนาะ trading ရဲ့ trading ရဲ့ပတ်သက်တာကြောင့်တစ်ခုရှင်းပြပါမယ်ဒီ Aussie နဲ့ New Zealand ဆိုရင်ဒီကောင်တွေဘာမှမလုပ်ဖဲနဲ့ဟိုလုံးဝဟိုပါဘောเนาะဒီ range bound လုပ်နေတာကျွန်တော်မေလဇန်မေလ9ရက်နေတယ်ကော range bound လုပ်နေအဲ့တော့သူကဘာလုပ်လဲဆိုတော့ဥပမာအဖြစ်သူကဘာလုပ်အာဘာအာဘာလုပ်လဲဆိုဒီကောင်တွေကဒီဟိုပါဘောเนาะကိုကအာတကယ်လို့အစင်းမယ်လို့ကိုတွတ်ထားခဲ့ရင်လိုက်ရောင်းထားတဲ့လူတွေရှိလိမ့်မယ်ဒီတဲမှာ ်အဲအဲ့လူတွေကဒီလွန်ခဲ့တဲ့နှစ်ပတ်အတွင်းမှာเนาะလွန်ခဲ့တဲ့နှစ်ပတ်အတွင်းမှာတိတ်ပြီးတော့အာလွန်ခဲ့တဲ့နှစ်ပတ်အတွင်းမှာတိတ်ပြီးတော့ market ကတက်လည်းမတက်ဘူးကျလည်းမကျဘူးเนาะအဲ့တော့သူတို့ဘာလို့လိရှိမလဲဆိုဒီရောင်းတဲ့လူတွေအများသောအားဖြင့်သူတို့ကဒီမှာဟိုပါဘောเนาะအာ stop loss လို့မျိုးထားလိရှိရပါဘူးဆိုတော့ဒီနားတွေက swing level တွေကိုအဲ့တော့ဒီ market ကဘာလို့လိရှိလဲဆိုဥပမာမျိုးကျွန်တော်တို့ဒီပြီးခဲ့တဲ့ Monday ကကျွန်တော်တို့เนาะ holiday ဟုတ်တယ်မလား Monday က holiday အဲ့တော့ကောင်းတဲ့အင်္ဂါနေ့မှာဖွင့်ဖွင့်ခြင်းလဲကြိုင်တယ်ကောင်းတဲ့လှုပ်ချပလိုက်ပါ တယ်လားဒီ market ကြီးလုံးဝတက်သွားလိုက်ပြီးတော့တက်သွားလိုက်ပြီးတော့ခုနပြောဆိုဒီ dollar ထဲမှာလိုက်ရောင်းထားတဲ့လူတွေရှိနေတယ်အဲ့လူတွေလည်းအလွယ်တကူဒီမှာ stop loss တွေထားလိုက်နေအဲ့ဒါချင်းဘာလို့လဲအဲ့လူတွေရဲ့ stop loss တွေဒီကောင်နဲ့ stop loss လောက်ချပလိုက်ပေါ့နော်အဲ့လိုပဲ stop loss လုပ်ပြီးတော့အဲ့နေမှာကိုကတကယ်လို့နည်းနည်းဟောပါတော့ဟိုတိတ်ပြီးတော့ဟို မကျွမ်းခဲ့ဘူးဆိုရင်အာအရန်တက်နေပြီငါလိုက်ဝယ်တော့မှပဲဆိုလိုက်ဝယ်ထားရင်လည်းမဖြစ်လေအခုလောလောဆယ်ဆိုအဝယ်မှာပိတ်နေပြီပိတ်မိနေပြီเนาะအဲ့တော့ trading ကအဲ့လိုမျိုးပဲအများကြီးသိထားပါအဲ့တော့အခုလောလောဆယ်ကကျွန်တော်တို့ဒီလိုမျိုးဟိုဟိုဟာအဝယ်ဟိုအဝယ်ကို trap လုပ်တဲ့ဇလန်းမှာရှိတယ်အဲ့တော့ဖြစ်နိုင်ကြီးရကျွန်တော်ထင်တယ်နည်းနည်းလေးအ ਨੇ စုံအ ਨੇ နဲ့များတော့အောက်ဆင်မယ်လို့ကျွန်တော်ထင်တယ် okay ခုနပြောသလိုပဲအာဝယ်တဲ့တပိုင်းခုလောဆယ်ပိတ်မိနေပြီအဲ့တော့အဲ့ခုနပြောအဝယ်တဲ့လူတွေ stop stop loss ထိသွားတဲ့အောင်လို့အဲ့လိုခုနပြောသလိုဒီ swing level တွေမှာ ပြန်ပြီးတော့ဆင်းနိုင်မှုရကိုင်းလုံးပုံများတယ်။โอเคအဲ့တော့အာဒီကောင်တွေကပြီးတော့ဗျာ market ကြီးအပတ်တာလည်းမဟုတ်ကြတာလည်းမဟုတ်တော့ဒါပေမဲ့ခုနပြောဆိုဝဲဝဲရောင်းရောင်းဒီကောင်တွေ stop loss ဆိုစပလိုက်ပြီ။နော်အဲ့တော့ကျွန်တော်ဒီကောင်ကတော့ခုလို့ဆိုအရင်တက်ဖို့စိတ်မမြင်ဘူးအာခုနပြောဆိုဒီလိုမျိုး swing level လေးတွေကိုပြန်ဆင်မလာလို့ကျွန်တော်ထင်တယ်။โอเคအဲ့တော့ရေဘူးအားဖြင့်ကျွန်တော်တို့ပြောရမယ်ဆိုရင်ဒီ debate ကအာခုနကတော့ဒီ US ဒေါ်လာအနောက်မှာရှိတဲ့ပဲစေပေါ့နော် British pound တော့ Euro တော့ဘာလို့ပေါ့နော်အဲ့ပဲစေများ similar လို့ကျွန်တော်နည်းနည်းမြင်တယ် Okay ဟုတ်ပြီကျွန်တော်ဒီတစ်ခေါက် go ကိုသွားလိုက်အောင် Okay let's go to go Okay တခုတော့ရှိတယ်ကျွန်တော်အခုရှင်းပြနေတာကျွန်တော် future market ကိုအသုံးချပြီးရှင်းပြနေရဖြစ်တယ်အဲ့တော့ future เนี่ยကျွန်တော်တို့ဒီ MT4 MT5 မှာပါတဲ့ CFD เนี่ยဘာကွာလဲဆိုတော့ အမမန်တော့ဒီကျွန်တော်တို့ဒီ level တွေကမကွာပါဘူးဒီကျွန်တော်တို့ဒီအအဲအတက်ကြရရမကွာဘူးဒါပေမဲ့ခုနကျွန်တော် price တွေတော့နည်းနည်းခွာရင်ကွာလိမ့်မယ်အဲ့တော့ဟိုเนาะတစ်ချက်လေးဟိုရှင်ပြီးတော့နည်းနည်းလေးဟိုတွက်ကြည့်ပေးပါเนาะဟုတ်ပြီကျွန်တော်ဒီရွှေရအခုဒီကောင်เนี่ยဘာဖြစ်နေလဲဆိုတော့ကျွန်တော်တင်เนาะရွှေရအခုဒီကောင်เนี่ยဘာဖြစ်နေလဲဆိုရွှေကကျွန်တော်တို့3000မှာโอเคကျွန်တော်တစ်ချက်ပြမှာเนาะโอเคဒီလိုလေးသူ့ရဲ့ flow လေးကိုတစ်ချက်သွားမှာပို့မြင်ရမှာ3000မှာအခုဒီကောင်เนี่ยလောကဆင်းတယ်เนาะဆင်းတဲ့အချိန်မှာဒီကောင်เนี่ย စင်းနေညာတော့ဘူးဖလက်လို့ပေါ့နော်ဒီကောင်နဲ့ volume တွေအများကြီးလာတယ်အပီလဲပြီးတော့ဒီကနေပြီးတော့ market share လုံးဝတက်သွားတယ်အဲ့တော့ဒီကောင်3000 level very good support လို့မျိုးဖြစ်သွားပြီးတော့အဲ့တဲကောဒီကောင်က3500စီလုံးဝတက်သွားတာနော်3500လုံးဝဒီ demand အကျော်အတွင်းမှာတက်သွားတာ okay ပြီးလဲပြီးတော့အဲ့ချိန်မှာဖြစ်ဆိုရွှေလောက်ကလုံးဝ shake out ပေါ့နော်လုံးဝ shake out ဖြစ်သွားပြီးတော့အခုဒီကောင်ကဘာလုပ်နေရလဲဆို market ကိုပြန်ပြီးတော့ slow down ပြန်လုပ်နေတဲ့သဘောမှာရှိတယ် အဲ့တော့အရင်တော့လိုမျိုးအရင် move ဖြစ်မဲ့ဇလန်းကတော့ကျွန်တော်ထင်တယ်နည်းနည်းလေးကျော်သွားပြီလို့ကျွန်တော်ထင်တယ်အခုဒီမှာဆိုရင်မှကျွန်တော်ဒါပြန်ပြမယ်နော်ဒီ level မှာဒီကောင်တွေက volume တွေအများကြီးဖြစ်တဲ့အတွက်ဒီ level မှာဟိုဝယ်ထားတဲ့လူတွေအများများအယောင်းဝယ်ပေါ့နော် sorry အယောင်းဝယ်အများများရဲဆိုတဲ့ဘောမှာရှိတယ်အာအာအတွက်ကြေးဆိုရင်တော့ဒီမှာကျွန်တော်တို့ဒီနော်ဟိုအပေါ်အပေါ်ဈေးတက်အောင်လို့အပေါ်ဈေးတက်အောင်လို့ live ဝယ်ထားတဲ့လူတွေအများကြီးရှိတယ်အဲ့လိုပဲတက်သွားပြီးတော့ဒီ level မှာခုနကျွန်တော်မှာ volume တွေအများကြီးပေါ်လာပြန်အောင် โอเคပြီးတော့အာနည်းနည်းဟိုပြန်ပြီးဖြည်းဖြည်းလေးပြန်ဆင်းသွားတယ်ပြီးတော့ D level လည်းပြန်ရောက်လာဘောလုံးเนี่ยပေါ်လာပြန်အောင်เนาะအဲ့တော့ဘာကိုပြောချင်တာလဲဆိုတော့ market က D level မှာဝင်ဝင်ပြီးတော့ထိန်းထားတဲ့သဘောမှာရှိတယ်โอเคအဲ့တော့မနေ့ကလည်းကျွန်တော်တို့ D level မှာနည်းနည်းအဲ့လိုမျိုး high volume ပေါ်လာသလိုရှိအဲ့တော့သူတို့ကဘာလုပ်နေတာလဲဆိုတော့ဒီဈေးပြန်ပြန်တက်လာတိုင်း နည်းနည်းအယောင်အယောင်တွေဝင်ဝင်လာတဲ့သဘောမှရှိတယ်။ Okay အဲ့တော့အာကျွန်တော်တစ်ခေါက်ဆန်းတယ်၊နှစ်ခေါက်ဆန်းတယ်၊သုံးခေါက်ဆန်းတယ်။အဲ့တော့ကျွန်တော်ထင်တာဒီလိုမျိုးခဏခဏဆန်းမယ်လို့ကျွန်တော်မြင်တယ်။ Okay တနေ့နေ့တော့ဗျာတခုခုဘယ်ကောင်နိုင်မလဲအကယ်လို့ဥမာပြောဆိုဒီလိုမျိုး level တွေမှာတောင်တော့ခုနဒီကောင်လိုမျိုး number 1လိုမျိုးနော်။နောက်ထပ်အဝယ်တွေအရင်မြင်လာပြီးတော့ဒီ level တွေမှာ volume တွေအများကြီးများလာတယ်ဆိုရင်တော့အဲ့ channel တော့လေလုံးဝပြန်ဖောက်တက်သွားလိမ့်မယ်။ Okay အဲ့တော့အခုလောလောဆယ်ကအယောင်နဲ့အရင် strong မဖြစ်ဘူးနော်။ အချင်းပြောရမယ်နော်အဝယ်လည်းအရင် strong မဖြစ်တော့ဘူးဘာလို့လဲဆိုတော့ဒီမှာအယောင်းတွေပေါ်လာလို့ဆိုတဲ့အတွက် market ကဒီလိုမျိုး range ရှိတဲ့မှာသွားနေရဇလန်းမှာရှိတယ်အဲ့တော့သတိထားပါအရင်တက်မဲ့တင်လို့ဝယ်ဝယ်လိုက်ဝယ်ထားလိုက်တော့မှ market ကြီးကျသွားတတ်တယ်အရင်ကျမယ်လို့ရောင်းထားတော့မှ market ကြီးပြန်တက်သွားတတ်တယ်ဘာလို့အခုလောလောဆယ်ဘယ် trend မှာတိတ်ပြီးတော့အဆိုးမရဘူးဆိုတဲ့ဇလန်းမှာရှိတယ် okay ကျွန်တော်အမြင်ကတော့ market ကအာဒီဒီဟိုဘာလို့ဒီကော resistance ခေါ်မယ် အာဒီကောင် support လို့ခေါ်မယ်โอเคဒီကောင် descending resistant ဒီကောင် ascending support ပေါ့เนาะအဲ့လိုမျိုး level ကြားမှာတွားနေမယ်လို့ကျွန်တော်မြင်တယ်โอเคအဲ့တော့အခုလောလောဆယ်ဒီ TN နဲ့အတွင်းရွှေကိုသတိထားပြီး trade လုပ်ပါโอเคအဲ့လိုမျိုး movement တွေကသတိထားပါအာဘာလို့လဲဆိုတော့ဈေးအများကြီး market move ဖြစ်တဲ့အတွက်ကိုယ်ကပိတ်မိတတ်တယ်โอเคโอเคအဲ့ဒီတစ်ချက်လေးသတိထားပါเนาะရွှေကိုအဲ့တော့အခုလောလောဆယ်တစ်ချက်သတိထားပါအထူးသဖြင့်ဒီညထွက်တဲ့ news မှာရွှေရလည်းအရင်ကြီးပါလိမ့်မယ်โอเค အဲ့တော့အကယ်၍များเนาะအကယ်၍များခုနကျွန်တော်ပြောသလိုအာ rate ကို cut လုပ်ဖို့အာ federal reserve ကနည်းနည်းဟိုเนาะ indinin လောက်တာတော့အာ remark တစ်ခုခုပေးလိုက်တာတော့ rate rate ကို cut လုပ်တာ hold လို့ပေါ့เนาะ cut မလုပ်ဖ ೇನೆ သူတို့ hold လို့ကို indinin ပေးလိုက်မယ်ဆိုတော့ရွှေရွှေရွှေစည်းချသွားနိုင်တယ် okay အဲ့လေးတစ်ချက်သတိထားပါ okay ရွှေနဲ့ငွေနဲ့အသိမကွာပါဘူးတူတူပါပဲ okay ရွှေရွှေနဲ့ငွေနဲ့ same story okay အဲ့တော့ဒီကောင်လည်းဒီလိုပဲเนาะအဲ့တော့အဓိကအဲ့လိုဖြစ်နေတယ် all right ကျွန်တော်နောက်တစ်ခုတခုသွားကျင်တာကတော့နောက်တစ်ခုသွားကျင်တာကကျွန်တော် US market all right okay US market ကိုကျွန်တော်တို့တခြား information နဲ့လည်း measure လုပ်တယ် okay US market ကကျွန်တော် US market ဆိုကျွန်တော်တို့မှာ US market ကဟိုအမျိုးမျိုးကြည့်လို့ရတယ် Dow Jones နဲ့ကြည့်လို့ရတယ်ကျွန်တော်တို့ဒီ S&P တို့ Nasdaq နဲ့လည်းနဲ့လည်းကြည့်လို့ရတယ် Okay ဒါမဲ့ဒီကောင်တွေ MMM တော့ more or less အတူတူပါပဲ Okay US market ဆိုရင်ကျွန်တော်ကတော့ဘာကိုဘာနဲ့ကြည့်ဆိုကျွန်တော်နည်းနည်းတခြားဟို difference ပေါ့နော် external data တွေလည်းကျွန်တော်ကြည့်တယ် Okay သူကဘာကိုဖြစ်နေတာလဲဆိုတော့ဒီကျွန်တော်တို့ဒီဟိုပါပေါ့နော်ဒီကျွန်တော် money supply ပဲခေါ်မှာအဲ့ကောင်က အရင်အတက်ကြီးလဲမဟုတ်ဘူးအကြာကြီးလဲမဟုတ်ဘူးတွေ့တာဒီကောင်လုံးဝနည်းနည်း site way အထာမှာရှိတယ်โอเคအဲ့တော့ market ကအာကျွန်တော်တို့လုံခဲ့တဲ့တလားကျော်လောက်ကလုံလုံခဲ့တဲ့တလားကျော်လောက်ကဒီကျွန်တော်တို့ဒီ Donald Trump က territory တွေရှောက်ပြောတော့ market ကြီးလုံးဝဆင်းသွားတယ်တွေ့လားဒါပေမဲ့ flow ကလိုက်ပြီးမဆင်းတဲ့အတွက်မဆင်းတဲ့အတွက် market ကြီးကပြန်တက်သွားတဲ့ဇာတ်လမ်းမှာတော့ရှိသေးတယ်အဲ့တော့အခုလောလောဆယ်ကတော့ flow က site way ကိုသွားနေတဲ့အချိန်မှာရှိတယ်အဲ့တော့ market ကဘာလို့ သူကဘာကိုအာ indication လုပ်နေတာလဲဆို site way သွားဖို့နည်းနည်းဇာတ်လမ်းရှိတယ်ဆိုတာပြောနေတာ okay အဲ့တော့ဒီ dot တွင်းမှာကျွန်တော်အဲ့တော့ဒီ flow က site way သွားမယ်လို့ပြောနေတယ်ဒါပေမဲ့ကျွန်တော်ဒီတခြား momentum indicator တွေပေါ့နော် momentum indicator ဆိုတော့အရောင်းသူဝယ်သူတွေပါဝင်တဲ့ indicator တွေကြတော့အဲ့ကောင်တွေနည်းနည်းပြန်တက်နေတယ် okay အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ဒါဆိုဒါဆိုဒါ neutral အာဒါဆိုဒါ bullish ခေါ်ပါဘောနော်ဒါဆို bullish ဒါဆို bullish ဒီအဲ့တော့ကျွန်တော်တို့ဒီ um အင်းဒီကျွန်တော်တို့ဒီ parameter 3ခုမှာကျွန်တော်တို့အာနှစ်နှစ်ပိုင်းကနည်းနည်းအတက်ကိုပြနေတယ်โอเคအဲ့တော့ကျွန်တော်ကတော့ market ကအာခုနပြောဆိုနေအတက်ဖက်ကိုပို့ပြီးတော့များအားပါမလားလို့ကျွန်တော်မြင်တယ်โอเคဒါပေမဲ့ဒါပေမဲ့เนาะအဲကျွန်တော်တို့ဒီဇလန်ကတော့ဒီ FOMC meeting minutes နဲ့အရေးကြီးတယ်အဲအဲ့ကောင်တွေကဂျိုးကောင်တစ်ခုလုံးလိုက်ရင်ဒီ market ကြီးလည်းထိခဲ့ထိသွားနိုင်တယ်โอเคအဲ့လေတစ်ချက်သတိထားပါခင်ကျွန်တော်တို့နောက်ဆုံးကတော့ကျွန်တော် bitcoin ကိုကျွန်တော်မြန်မြန်လေးတွားလိုက်မယ်เนาะ bitcoin ကို um okay bitcoin ကကျွန်တော်ဒီ data လေးနဲ့တွားကြည့်ပါရယ် okay ဟဲ့ပါ့။ bitcoin ကအခုလောလောဆယ်ကျွန်တော်ဒီ US ဒီကျွန်တော် money ပေါ့နော်ဒီကျွန်တော် money indication နဲ့ကျွန်တော်တို့ um အဒီကောင်တွေကနည်းနည်းဟို inline ဖြစ်တယ်လို့ပြောလို့ရတယ်ကျွန်တော်ဒီ money က money pool ဆိုတာတက်လာရင်ကျွန်တော် bitcoin လည်းတက်လာတဲ့ဆိုတဲ့ဇာတ်လမ်းမှာရှိတယ် โอเคအခုလောလောဆယ်သူကဘယ်ကိုရောက်နေတာလဲဆိုတော့သူက D level ရောက်နေတာဖြစ်တယ်โอเคအဲ့တော့ဒီမှာကျွန်တော်တို့မြင်ရတဲ့အတိုင်းပဲဒီဒီကောင်ဒီနားမှာတက်သွားပြီဒီကောင်လည်းဒီကောင်ကတက်သွားပြီလို့ကျွန်တော်ပြောလို့ရဒီဒီပေါဒီ period ပေါ့เนาะကျွန်တော်တို့ဒါဆိုရင်ကျွန်တော်တို့ဒါအာမေလာကုံဂျွန်လာလေပေါ့เนาะ15 June June 3အထိ market ကဒီကောင်ကနည်းနည်းလေး site way သွားမယ်လို့သူကနည်းနည်းအာဇလန်းလေးပြောနေเนาะဒီ စိုက်ဝေးသွားမယ်လို့ဇန်နလေးနည်းနည်းပြောတယ်အဲ့တော့ကျွန်တော်အမြင်လဲအဲ့လိုများသွားပို့များသလားလို့ကျွန်တော်မြင်တယ်နော်ကျွန်တော်တို့ chart ကိုကြည့်တိုင်းလဲမှာမြင်နေရပါပြီတော့ market ကတူလာအရင်ပြီးခဲ့တဲ့ high တွေကိုဆက်ပြီးတော့မထီတော့ဘူးနော်အဲ့တော့အာ bitcoin လဲကျွန်တော်ထင်တာ sideway မှာနည်းနည်းရှိမယ်လို့ကျွန်တော်မြင်တယ် okay အရင်ကြမလားဆိုရင်တော့ကျွန်တော်တိတ်ပြီးအရင်ကြမယ်လို့မထင်ဘူး okay ဒါပေမဲ့အရင်မတက်တာတော့အသေးကြပဲ okay နောက်တစ်ခုက bitcoin ဟာတက်ရတဲ့အကြောင်းရင်းနောက်တစ်ခုကဘာရှိလဲဆိုတော့ဒီကောင်တွေက ဆွဆက်ပြီးတော့ပတ်စံတွေရိုက်ထုတ်နေတာနော်ဒီ um market cap ဆိုတာပြောကြည့်စဒီဒီ bitcoin အဲဒီ sorry crypto market ထဲမှာရှိတဲ့အာ market ဒီဟိုကိုပြောတာပဲအာပတ်စံတွေဘယ်လောက်ရှိတယ်ဆိုတော့ပြောတာမှာတွေ့ရတာ2020တဲ့ကွာဆွဆက်တွေရိုက်ထုတ်နေအခုကျွန်တော်2025နော်2025ဒီမှာမြင်ကြတဲ့အတိုင်းပဲနော်2025မြင်ကြတဲ့အတိုင်းပဲဒီမှာလုံးဝ all time high လောက်ဒီပါရှိတယ် အဲအဲကြောင့်လည်း be quiet ဆူဆက်တက်လာတာဖြစ်တယ်အဲ့တော့ကျွန်တော်ဒီ market cap ကိုကျွန်တော်အများနဲ့ကြီးဖို့လိုတယ် okay အခုလောလောဆယ်ကတော့အာ near all time high လို့ပြောရမယ်ဒါပေမဲ့ hot time high လားဆိုတော့လည်းမဟုတ်တော့ပြန်ဘောဒီတည့်ရက်နေ့ကနည်းနည်းလေးဆင်းနေတာရှိတယ် okay အဲ့တော့ကျွန်တော်အနေနဲ့ပြောရမှာဆို be quiet တော့အာ overall trend up trend ပါဒါပေမဲ့ခုန flow အရာဆိုရင်ကျွန်တော်ဒါလေးတစ်ချက်ပြန်သွားလိုက်မယ်နော်အာ flow အရာဆိုရင်ဂျွန်လလေအထိ ကျွန်တော်ထင်တယ်နည်းနည်းများ site way ပဲများသွားမယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ bitcoin ကိုဝယ်မယ်လို့အရန်အရန်စဉ်းစားထားရင်ခဏလေးစောင့်ကြည့်တင်တယ်လို့ကျွန်တော်မြင်တယ် okay ဂျွန်လာလေနောက်ပိုင်းလောက်မှာတက်ရိပ်ရှိလာတော့မှဝယ်ဟိုထပ်ပြီးတော့เนาะဝယ်တင်တယ်လို့ကျွန်တော်မြင်တယ် okay ဒါတော့ bitcoin မှာ okay နောက်တစ်ခုကကျွန်တော် bitcoin 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 မထရိတ်ချင်ဘူးနောက်ထပ် crypto တွေပါထရိတ်ချင်တယ်ဆိုရင်ကျွန်တော်တို့ဒီကျွန်တော်ဆိုဒီ orient terminal ကိုကျွန်တော်သုံးပါတယ် အာဆိုရင်ကျွန်တော်ဒါဆိုရင်တော့ဒီမှာကျွန်တော်ခဏအာကျွန်တော်ဒီကောင်ကိုတုံးထုတ်လိုက်တယ်ပြီးတော့ကျွန်တော်ဒီမှာ take မှာ1 hour ဆိုရှိတယ်အဲ့ကောင်ကျွန်တော် move လုပ်လိုက်ပြီးတော့ဒီဒီလိုမျိုးเนาะဒီလိုမျိုးဒီလိုမျိုးတနေရာကိုကျွန်တော် move လိုက်တယ် move လိုက်ရင်ဘယ်လိုဖြစ်လာမလဲဆိုရင်ဒီမှာ take ဆိုတာပေါ်လာလိမ့်မယ်ကျွန်တော်ဆို1 hour ကျွန်တော်တုံးတယ်ဒီကောင်ကိုဆိုကျွန်တော်အာအများဆုံးကောင်ကျွန်တော် click လုပ်လိုက်တာပေါ့เนาะတဘောကတော့ဘာကိုပြောချင်တာဆိုတော့ crypto မှာเนาะ crypto မှာဒီကောင်เนี่ย ျွန်တော် coin နေအများကြီးရှိတယ်ပဲဟုတ်တယ်မလားကိုကဘယ် coin ကအခုလောလောဆယ် hot ဖြစ်နေဆိုတော့ကိုကဟိုတိဖို့ပဲလွယ်ပါမလဲเนาะအဲ့တော့အဲ့လိုမျိုးဒီ website လေးဒါ free website ဒီဒါလေးကိုတုံးကြည့်အပြင်ကိုကဟိုအရန်အဝေးရှာကြရမလို့အခုလောလောဆယ်ဆိုရင်ဒါကျွန်တော်ဒီလွန်ခဲ့တဲ့တနာ ਈ မှာဒီ ton ဆိုတော့အာ you know အော် coin လေးကနည်းနည်းဟို hot ဖြစ်နေဆိုတဲ့သဘောကိုကျွန်တော်ကြည့်ရတယ်သူက တက်လားကျလားဆိုတာတော့မပြောဘူးဒါပေမဲ့ခုနပြောသူ hot ဖြစ်နေတာကိုတို့ကျွန်တော်ကြည့်လို့ရရဒါဥပမာအဖြစ်ဆိုရင် DON ဆိုတဲ့ဘောကလူတော်တော်များများ train နေတဲ့သဘောပါဗျာနော်အဲ့တော့အိုက်ကောင်ကိုအဲ့လိုမျိုးဟာလေးကျွန်တော်တို့စောင့်ကြည့်ရမယ်အဲအိုက်ကောင်ကိုကျွန်တော်ကြည့်ဟာဒီကောင်ကကြည့်တလားဆူဆက်ကိုတက်သွားတယ်လားအဲ့လိုမျိုးပေါ့နော်ဒါဆိုကျွန်တော်ဒါဆို daily ကျွန်တော် hourly နဲ့ကျွန်တော်ပြောမယ်ဆိုရင်ဒါတွေ့လားတော်နော်ကျွန်တော်ဒါဆိုရင်ကိုကတကယ်လို့ဒါကိုတနားတိုင်းကြည့်နေရလို့ဆိုတာကျွန်တော်ဒီလောက်လောက်မှာကိုကစပြီးမြင်ပြီတွေ့လား ဒါပေါ့ဒီမှာဝယ်ရဲဆိုရင်တခုလောက်တော့ဒီမှာတော့တော်တော်ကြီးကိုမြတ်နေပြီအာဟိုပါဗောနော်ကျွန်တော်တို့3ဒေါ်လာ10 cent နေပြီးတော့3ဒေါ်လာ60 cent ဆိုတော့ကျွန်တော်အာကျွန်တော်တို့ဟွာလောက်ပေါ့50 cent လောက်ဒီမှာမြတ်နေ50 cent ဆိုတော့20%ညီပါကိုမြတ်ဟိုကျွန်တော်ဒါတော့ spot เนาะ yield spot တော့20% 20%ညီပါမြတ်နေအောင်မြတ်အောင်လုပ်လို့ရတယ်โอเคအာခုနပြောသလိုအဲ risk တော့ရှိတယ်ဒါပေမဲ့ကိုဘာမှမသိတာတဲ့ဆိုင်ရင်ဒီလိုမျိုး website တွေတုံးဖို့လိုတယ်โอเค all right ဟုတ်ပြီအဲ့တော့ကျွန်တော်ညီကုန်းပြန်ချိုးရမယ်ဆိုရင်ဒီနေ့ညမှာအရေးကြီးတာလာမယ်โอเคအမ်ရွှေတို့ဘာလို့လဲထိထိလိမ့်မယ်โอเคကျွန်တော်ကတော့ဒီကောင်းနေဟို meeting minutes ကအဲ့ rate decision ကိုကျွန်တော်ကြည့်ရမယ်ဒီကောင်းနေအာဟို rate ကိုနည်းနည်း rate ကိုခတ်လို့ဖို့နည်းနည်းဟိုလိုဒီလိုလိုလုပ်နေမယ်ဆိုရင် US dollar ပြန်တက်လာနိုင်တယ် US dollar ပြန်တက်လာမယ်ဆိုရင်ခုနကျွန်တော်ရွှေတို့ဘာလို့ကျသွားနိုင်တယ်โอเคအဲ့လေးတစ်ချက်သတိထားပါโอเค uh Jesus myai tin mare chano di video le um youtube ma ma me okay so see you and uh yeah have a great evening everyone thank you very much mm, see you